တခိုးရဲ့ logic အတိုင်းပဲကလေးကပါလာပါတယ်နော် ပြီးရင်သူတို့ကစိုက်တန်းဝင်လိုက်တာနဲ့တယောက်တနေရာဖြန်ချလိုက်ပါတယ်စိုက်မှာခရိုင်းဆိုလူလေးယောက်အမြင်နဲ့ရှိရဒီနေ့ကနှစ်ယောက်ပဲရှိရချင်းသူတို့ချောင်းမိလာပါတယ်ပြီးတော့ဟွာလေးစီမီဒီယာလေးစီမီနဲ့ကလေးပွေထားတဲ့တယောက်ကဆရာကောင်မလေးတွေအနောက်ကိုမတွားအောင်ဟိုစီမီဒီစီမီမေးပါတယ်နော်အားလုံးမင်္ဂလာပါအခုမြင်နေရတဲ့ဗီဒီယိုလေးကဆွေးနွေးတာကိုစုဆန်းတဆန်းမှာတခိုးရဲ့အဖွဲလိုက်လာပြီးတော့မှခိုးတဲ့ဗီဒီယိုလေးပဲဖြစ်တယ်ပေါ့နော် ဒါတကူရဲ့လွတ်ချက်အတိုင်းဘုံတော့ကလေးလေးကိုခေါ်ကလေးကိုချီလာပြီးတော့မှဒါကလေးလေးချီလာတဲ့သူကလည်းဒါတကူရဲ့အဖို့ဝင်တရားပဲဖြစ်တယ်။သူကဘာဖြစ်ဆိုတော့ဒါဒီမှာအယုံလွဲတယ်ဘုံတော့ကျန်တဲ့သူနေနေရတော့ဒါတကူဘုံတော့ဒါသူတို့တွေဟာထီးတယ်ဘုံတော့ထီးယူလာတယ်ထီးတယ်မှာဘုံတော့ပစ္စည်းတွေခိုးထည့်တာပဲဖြစ်တယ်။ဒီဘလိုလေးကိုဘုံတော့ကျွန်တော်အတူတူကအစအဆုံး ကျေးဇူးကြောင်ခင်ဗျာနေကတော့ဆိုင်ကိုတခိုးမှကြီး၃ရောက်လာပါတယ်တခိုးရဲ့ logic အတိုင်းပဲကလေးကပါလာပါတယ်เนาะပြီးရင်သူကဆိုင်ထဲဝင်လိုက်တာနဲ့တယောက်တနည်းအားဖြန့်ချလိုက်ပါတယ်ဆိုင်မှာခါတိုင်းဆိုလူ၄ယောက်အမြင်ရှေ့ကဒီနေ့က၄ယောက်ပဲရှေ့ချိန်သူတို့ချောင်းမိလာပါတယ်ပြီးတော့ဟွာလေးစီမီဒီယာလေးစီမီနဲ့ကလေးပွေထားတဲ့တယောက်ကဆိုင်ကောင်မလေးတွေအနောက်ကိုမတွားအောင်ဟိုစီမီဒီစီမီမေးပါတယ်เนาะခိုးတဲ့လူကိုယ်တိုင်ကသီလေးကိုလက်မှာချိန်ထားပါတယ်စီမီတာဝင်မဲ့အထာနဲ့တကယ်ကိုအထာကြကြလေးပါ ပြီးရင်တော့အနောက်မှာသွားပြီးမပက်ပဲနေနေကိုခိုးပါတယ်နော်တခုပြီးတခုထဲ့ပါတယ်ထဲ့ပါတယ်ပါလာရထီလေးတဲ့ကိုလက်ရဲဆက်ရဲနဲ့ထဲ့တာနော်အဲ့တော့တခြားဆိုင်တွေလည်းမခံရအောင်မြင်မြင်ကတခိုးမရုပ်ကိုလည်းတင်ထားပေးပါရနော်။ကုံစုံဆိုင်တခုဖွင့်ပြီဆိုရင်ဒါမျိုးတခိုးတော့အများတန်းကြုံရတယ်။ကိုကတော့ဒါပထမအဦးဆုံးလူဘာဝခံလိုက်ရတာပေါ့နော်။အဲ့တော့မြောက်တကုံမှာတခြားဆိုင်တွေလည်းတခိုးမရုပ်ကိုတတိထားလို့ရအောင်မြင်တင်ပေးလိုက်ခြင်းဖြစ်ပါရနော်။ နောက်ဆုံးပတ်စံလာရှင်တော့လည်းသူတို့ logic ကပစ္စည်းခိုးထားတဲ့လူကအရင်ဆုံးထွက်သွားပါတယ်။ပြီးတော့နောက်တယောက်လိုက်ပြီးထွက်သွားပါတယ်။နောက်ဆုံးကလေးပွေဟာတယောက်ကလေးကြံခဲ့ပါတယ်။ခြေကောင်းနဲ့ကောင်းနဲ့လှုပ်ရှားလို့ရတာကိုတခိုးလှုပ်ရှားကြတဲ့လူတွေကိုကြည့်ထားပါနော်။ဒီကဲကိုအသေးပေါက်စရာကောင်းပါတယ်။ကျွန်တော်ဒီ video လေးကိုပြင်လဲပြီးတော့မျက်ဝေရပြချင်းကတော့ဆန်ရှင်တွေဘုန်းတော်ဆန်ဝန်တန်းတွေတတိထားဖို့အတွက်ဖြစ်ပါတယ်။တခိုးတွေကသူတို့ရဲ့ညီပေါင်းစုနဲ့သူတို့လာပြီးတော့မှခိုးကြမှာပဲ။ အစားဆုံးကျေးဇူးပြုတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်လာမယ့်ဗီဒီယိုဒီမှာပြန်လည်ဆုံတွေ့နေဖို့အတွက်လည်း channel လေးကိုလည်း like subscribe လုပ်ခြင်းဖြင့်ကူညီကြပါအားလုံးကျမချမ်းသာကြပါစေအလုံးကိုင်များအစီအပြီးလက်မိသားစုများအစီအပြီးပါစေလို့ကျွန်တော်ဒီနေ့ကနေဒီမှာအားလုံးအတွက်ဆုတောင်းပေးပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ